အလုံးမဲမင်္ဂလာပါကျမဒီနေ့ကဒီ ever class of reason အကြောင်းပြောပြမှာပေါ့နော်အဲ့တော့ ever class of reason မှာသုံးတဲ့ဒီ subordinating conjunction ကတော့ because ရယ် since ရယ် ex ရယ်ဒီသုံးမျိုးကိုအကြောင်းပြချက်ကို ဖော်ပြပေးတဲ့နေရာမှာသုံးပါတယ်အဲ့တော့ကျမတို့ example လေးတွေကြည့်ပြီးတော့ပေါ့နော်ဒီဘာသာပြန်ကြည့်ရအောင် example number 1 european ပေါ့နော်ဒီဥရောပတိုက်တာတွေကတဲ့အာဖြစ်ကြပါတယ်တဲ့ insane way ပေါ့နော်ဒီအတိုင်းအတာတစ်ခုဒီ better environment environmentalist တွေဖြစ်ကြတယ်ပိုကောင်းတဲ့ environmentalist တွေဖြစ်ကြတယ်တဲ့ then ထက်ဘသူထက်လဲဆိုတော့က north american အဲ့တော့ကမြောက်အမေရိကတိုင်းမှာနေထိုင်တဲ့ american လူမျိုးတွေထက်သူတို့က better environmentalist တွေဖြစ်ကြတယ်เนาะအတိုင်းအတာတစ်ခုဒီ insane way ဆိုတာက to stand extend နဲ့တူပါတယ် because ဘယ်ကြောင့်ဆိုတော့ they are more used to conserving energy အဲ့တော့ because ဆိုတဲ့ conjunction ကိုကျမတို့တွေ့ပြီး သူရဲ့နောက်မှာ suggest they are ga va အဲ့တော့ suggest never ပါတယ်အကြောင်းပြကို အကြောင်းပြချက်ကို ဖော်ပြပေးတဲ့အတွက်ကြောင့် add clause မျိုးကိုကျမတို့က adverb clause or reason လို့ ခေါ်ပါတယ်အဲ့တော့ဘာသာပြန်တဲ့အခါမှာဒီကွန်ချန်ရှင်းကဘဲเจ้าဆိုတော်ဆိုရင်အဘဲเจ้าဆိုတော်ဆိုပြီးတော့ကျွန်တော်တို့ဘာသာပြန်မယ်ပေါ့နော်ကွန်ချန်ရှင်းကိုလိုက်ပြီးတော့ဘာသာပြန်မှာဖြစ်တယ်အဲ့တော့ အဲ့ဒီဒေဒီအရှိမရှိတဲ့ယူရိုပီယန်တွေရဲ့စာချက်ပရိုနောင်ဖြစ်ပါတယ်အဲ့တော့သူတို့ကအာဖြစ်ကြသည် more used to come serving အဲ့တော့ verb to be ရဲ့ပြီးတဲ့အခါမှာကျမတို့ used to ဆိုတဲ့ verb တွေ့မယ်နော်အဲ့တော့ဒီဖြစ်နေကြဆိုတဲ့ပုံစံမျိုးသုံးမဲ့ဆိုရင်အဲ့ဒီ used to ဆိုတဲ့ verb ရဲ့အရှိမ verb to be ကိုထည့်မယ်အနောက်မှာ noun form လိုက်ပြီးတော့ရေးမယ်ပေါ့နော်အရင်တုန်းကလုပ်တယ်အခုမလုပ်တော့ဘူးဆိုရင်တော့ verb to be ထည့်ရေးပေးစရာမလိုတော့ပါဘူးအဲ့တော့ they are more used to conserving energy ပေါ့နော်ဆွမ်းအင်ကိုဒီ conserve ဆိုတာ conservation နဲ့လာပါတယ်ဒီထိမ့်သိမ်းဟိုပါပေါ့နော်စောင်းလျှောက်တဲ့နေရာမှာ သူတို့ကပို့ပြီးတော့မှ used to ဖြစ်တဲ့အကျွမ်းတဝင်ဖြစ်တဲ့အတော့အတွက်ကြောင့်မို့လို့ဒီ not american တွေထက်စာရင်သူတို့ကပို့ကောင်းတဲ့ environmentalist တွေ ဖြစ်ကြသည်နော်ဒီ european တွေက example number 2 အဲဒီမှာနံပါတ်2မှာကြတော့ thinks many european အဲ့တော့ thinks ဒီသူရဲ့ meaning ကကတဲ့ကပါเนาะအဲ့တော့ many europeans ဒီ european အများစုက live နေထိုင်ကြသည် work အလုပ်လုပ်ကြသည် and show they were ကြသည် in the same local local ဆိုတာကသူတို့မွေးတဲ့နေရာနေပြီးတော့ကြီးပြင်းတဲ့ဒီတနေရာတဲမှာပဲနေထိုင်ကြတယ်ပေါ့เนาะအခြေကျနေထိုင်ကြတဲ့နေရာမျိုးကိုပြောချင်းဖြစ်တယ်အဲ့တော့ in the same local မှာပဲဒီအလုပ်လုပ်တဲ့နေထိုင်တဲ့ဈေးဝယ်တဲ့ အဲ့လိုမျိုး low cadet က they are quite accustomed to riding bicycle train and street car to get around အဲ့တော့အဲ့ဒီဝက်ကြောင့်ပါဆိုကျွန်တော်တို့ comma နဲ့ဖြတ်ထားတဲ့အတွက်ကြောင့်ဒီနားလေးမှာခဲတံလေးနဲ့တားထားမယ်အဲ့တော့ sinks cadet က many european sergeant lead walk and shocks ကကျွန်တော်တို့ var phrase ဖြစ်ပါတယ်အလုံးလုံးတဲ့နေထိုင်တဲ့ဈေးဝယ်တဲ့အဲ့တော့အနောက်မှာလိုက်လာတဲ့ဒီ in the same no care ဒီနေရာကိုဖော်ပြပေးတဲ့အတွက်ကြောင့် adverb phrase or place နေရာကို ဖော်ပြပြီးတော့ ever အဲ့တော့တနေရာတည်းမှာပဲနေထိုင်ရှင်သန်လုတ်ကင်ကြတဲ့လုတ်ကင်ကြကတဲ့ကအဲ့ဒီ many european sarger pronoun they သူတို့ကအာဖြစ်ကြပါသည် quite the ever or degree ဖြစ်ပါတယ်ဒီ verb ကိုလာပြီးအထူးပြုသော adverb ပေါ့နော်တော်တော်လေးကိုမှအပေါ်မှာ used to ကိုသုံးထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့သူနဲ့ ဒီ meaning to the synonym ဖြစ်တဲ့ accustomed to ကိုလှည့်ပြီးတော့သုံးခြင်းဖြစ်တဲ့အတော့ရှင်းမှာ be ပါတဲ့အတွက်ကြောင့်ဒီ used to တို့ အကန်စတန်တူတို့ရဲ့နောက်မှာကျွန်တော်တို့နောက်က noun ပေါ့နော် writing အဲ့တော့ဒီဟိုဟာထိုင်လျက်စီးသွားလို့ရတဲ့အရာတွေအကုန်လုံးကို writing လို့သုံးတယ်အဲ့တော့ riding bicycle train and street car street car ဆိုတာကတော့လေးဘိန်းတတ်ထားတဲ့အရာပေါ့နော်အဲ့တော့အဲ့ဒါတွေကနေရာဒေသကိုလိုက်ပြီးတော့ cover တွေကပြောင်းလဲတယ်ကနေဒါမှာဆိုရင်တော့ street car လို့ခေါ်တယ်ဒီကျွန်တော်တို့ New York ရှေ့ဘက်ခြမ်းမှာလည်းအဲ့လိုမျိုးခေါ်တယ်အဲ့တော့သူ့ကို tram လို့လည်းခေါ်သေးတယ်ပေါ့နော်အဲ့တော့ to get around ဒီဟိုဟိုဒီဒီသွားဖို့ရန်အတွက်ပေါ့နော် ော်ဒီ2ရက်နောက်မှာ bus 0ပါလာတဲ့အတွက်ကြောင့်သူဒီ reason or purpose အဲ့တော့ဟိုနာဒီနာသွားဖို့ရန်အတွက်ဒီမီယထားဒီဒီ train လို့ခေါ်တဲ့ဒီ living တတ်ထားတဲ့ဒီ street car တွေဒီ bicycle တွေနဲ့ bicycle တွေစီးချင်းကို သူတို့ကတော်တော်လေးကိုမှဒီ familiar ဖြစ်တဲ့ accustomed ဖြစ်တဲ့ used to ဖြစ်တဲ့လို့ပြောချင်းဖြစ်တယ်เนาะအဲ့တော့အရှိမပေးထားတဲ့စာချန်နဲ့ဒီ verb phrase ပါတဲ့အုပ်စုဒီ sinks ဆိုတဲ့ဒီဒီ related ပေါ့เนาะဒီစ ဆဘိုနီနေတင်းကွန်ချန်းရှင်းကို သုံးထားတဲ့အတွက်ကြောင့်ဒီဝက်ကြနှစ်ကြောင်းမှာဆိုရင် အရှိဝက်ကြကကျမတို့ ever clause or reason အကြောင်းပြချက်ကို ဖော်ပြပေးတော့ ever ဖြစ်ပါတယ် example number 3 exam number 3မှာကြတာ as the price of gasoline has always been quite high in europe comma နဲ့ဖြတ်ထားမယ် most european dry high mileage automobile that use lacks use uh, fuel အဲ့တော့ sorry အဲ့တော့အဲ့ဒီဝကြမှာဆိုရင်ကျွန်တော်တို့ comma နဲ့ comma ဖြတ်ထားတဲ့အရှိပိုင်းအရင်စူးစမ်းပြီးတော့ဘာသာပြန်ကြည့်မယ်ပေါ့နော်အဲ့တော့ x ဆိုတဲ့ကွန်ဂျန်ရှင်းကိုတွေးပြီး the price of gasoline တစ်ဒွဲလုံးမှာသူဒီစားကျဲနေရာဝင်တဲ့ noun phrase has always been เนาะအဲ့တော့ always the adverb of frequency verb phrase က has been ပြောခြင်းဖြစ်တဲ့တတွဲလုံးဒီ verb phrase ပေါ့เนาะ quite height high က power of speed ed ဒီ quite the ever or the ever ရဲ့ degree တော်တော်လေးကိုမှမြင့်တယ်ဘယ်မှာလဲဆိုတော့ in europe အဲ့တော့ europe နဲ့ preposition in ဒီနေရာကိုဖော်ပြပေးတဲ့ adverb place အဲ့တော့ europe မှာဆိုရင်ဒီ gasoline ရဲ့ဈေးကပေါ့เนาะတော်အများတန်းလို့လို့မှတော်တော်လေးမြင့်နေ ့မြင့်နေတဲ့အတွက်ကြောင့်မို့လို့မြင့်နေတော့ကြောင့်ဒီမှာ export တော့ဂျောင်းနဲ့ဘာသာပြန်မယ် most european ဒီဥရောပတိုက်ဥရောပတိုက်သားအများစုက drive မောင်းကြတယ်တဲ့ဘာမောင်းလဲဆိုတော့ high mileage automobile high mileage ဖြစ်တယ်ဆိုတာကဒီကီလိုမီတာဒီ13600ကျော်တဲ့ဒီကားတွေပေါ့နော်တုံးထားပြီးသားဒီ automobile တွေကိုသူတို့ကမောင်းကြတယ်တဲ့အဲ့တော့အဲ့ဒီ automobile ကိုလာပြီးအထူးပြုတဲ့ အော်တိုမိုဘိုင်းဒီ things ပေါ့နော်အရာဝတ္ထုပါတယ်အရာဝတ္ထုဖြစ်တဲ့အတွက်ကြောင့်သူ့အစားကျွန်တော်တို့အထူးပြုတော့မယ်ဆိုရင် THAD ဓာတ်ကိုသုံးတယ်ပြီးတော့မှ var လာတယ် less fuel အဲ့တော့အဲ့ဒီဝတ်ကြမှာဆိုရင်အော်တိုမိုဘိုင်းကိုလာပြီးအထူးပြုတယ် dark cloth ဒီ noun ကိုအထူးပြုတဲ့အတွက်ကြောင့်အဲ့ဒီ that ဆိုတဲ့ relative pronoun နဲ့ use နဲ့သုံးထားတဲ့ cloth ဒီကျွန်တော်တို့ agd cloth ဖြစ်တဲ့ var ကိုသုံးနဲ့ဘာသာပြန်ပေးရမယ်နော်အဲ့တော့အဲ့ဒီ hide mind းဖြစ်တဲ့ကီလိုမီတာ36000ကျော်တဲ့အော်တိုမိုဘိုင်းတွေကဒီစီစားနှုန်းသက်တာသောကြောင့်เนาะသက်တာသက်တာသောဒီအော်တိုမိုဘိုင်းတွေကိုဒီ ယူရိုပီယန်အများစုက မောင်းကြသည်အဲ့တော့ဘာကြောင့်မောင်းကြလဲအရှိမအကြောင်းပြချက်ကဒီ gasoline ရဲ့ price ဒီအမြဲတမ်းလို့လို့ဥရောပမှာယူရိုမှာဈေးမြင့်တဲ့အတွက်ကြောင့်เนาะအဲ့လိုမျိုးဘာသာပြန်မှာဖြစ်တယ်အဲ့တော့ exam မှာ number 4မှာကြာတော့ကျွန်တော်တို့ weather နှစ်ကြောင်းကိုတစ်ကြောင်းနဲ့ပေါင်းပြီးတော့ ever clause of reason ပေါ့နော်အဲ့လိုမျိုးရေးကြည့်မယ်အဲ့တော့အဲ့ဒီမှာဆိုရင် weather နှစ်ကြောင်းက electricity is expensive เนาะ electricity က is ဖြစ်ပါသည် expensive စစ်ဇေကြီးတော်သည်ဗတ္တုဘီနဲ့ပေါင်းလိုက်တော့ဇေကြီးသည်အဲ့တော့လျှက်စစ်တပ်အာဂါဇေကြီးသည်ဒါကတကြောင်ပြီးတော့ခါမှာ European အဲ့ဒီဥရောပတိုက်တာတွေကဘိုင်းဝယ်တဲ့ energy saving household appliance energy တတ်တာစီတော့ household appliance အိမ်သုံးဒီ device တွေဒီဟိုဟာပေါ့နော်အိမ်သုံးပစ္စည်းတွေပေါ့နော်အဲ့တော့အိမ်သုံးပစ္စည်းကဘယ်လိုမျိုးပစ္စည်းတွေလဲဆိုတော့ such as washing machine နော်အဝတ်လျှော်ဆက်အဲ့ဒီ washing machine ဒီနောင်ဖြစ်တဲ့အတွက်ကြောင့်နောင်မှလိုက်လာတဲ့ that နဲ့ furnace ဒီသူ့ကိုလာပြီးနောင်ကိုထူပြအတွက်ကြောင့်သူဒီ LED cross ဖြစ်တဲ့သောင်းနဲ့ဘာသာပြန်ပေးအဲ့တော့ရေအသုံးပြုမှုနဲ့တော့ဒီ washing machine အဲ့ဒီ washing machine ကဘယ်လိုမျိုးလဲဆိုတော့ energy saving household appliance တွေကို ယူရောဥရောပသားတွေကဝယ်သုံးကြသည်เนาะအဲ့တော့ဝကြကားနှစ်ချောင်းဒီနှစ်ချောင်းကိုကျမတို့ကတချောင်းတည်းပေါင်းရတဲ့အခါမှာဘယ် clause က main clause ဖြစ်ပြီးတော့ဘယ်အရာကသူ့ရဲ့အကြောင်းပြချက်လဲဆိုတာကိုကျမတို့ကသိအောင်လုပ်ရမယ်အဲ့လိုမျိုးသိအောင်လုပ်မှသာလျှင်ဒီနှစ်ချောင်းကိုဆက်ပြီးရေးတဲ့အခါမှာအပေါ်မှာဖော်ပြထားပေးတဲ့ conjunction ပေါ့เนาะ second set because to sinks to astro ကိုဘယ်ဝကြမှာပေါင်းပြီးရေးမလဲဆိုတာကိုခုပါတာကိုဆုံးဖြတ်ရမှာဖြစ်တယ် ဲ့တော့ NLD electricity လျှက်စစ်တပ်အားကဈေးကြီးသည်အဲ့ဒီအတွက်ကြောင့်မို့လို့ဒီဥရောပတိုက်ဥရောပတိုက်သားတွေကဒီ energy saving ပေါ့နော်ဟိုဟိုကျမတို့ဒီဟိုပါပေါ့ energy star logo ပါတဲ့အရာဟိုပါပေါ့နော်ဒီ brand ပါတဲ့ အိမ်သုံးပစ္စည်းတွေအဲ့တော့ energy saving household appliance တွေကဒီဒီကိုဝယ်သုံးကြတယ်အဲ့တော့ဖြစ်ချင်တော့ကျမတို့ဒီလျှက်စေးဓာတ်အားဈေးကြီးလို့သူတို့ကဒီ energy saving household appliance ကိုဝယ်တာအဲ့တော့အတောင်းအကြောင်းပြချက်ဒီကျမတို့ electricity ကဈေးကြီးတဲ့အတွက်ကြောင့်အဲ့ဒါဆိုရင်ကျမတို့ congestion သုံးမယ် sinks electricity is expensive ပြီးတော့မှ European buy energy saving household appliance such as washing machine thus you less water เนาะအဲ့တော့အဲ့လိုမျိုးရမယ်အဲ့တော့အကြောင်းပြချက်ကိုဖော်ပြပေးတဲ့ဝကြကိုကွန်ဂျန်ရှင်းတွက်ပြီးတော့ရေးမယ်သူဒီဝကြရဲ့အရှိမဆိုရင် ကျွန်တော်တို့ main clause နဲ့ဆက်တဲ့အခါမှာအလယ်မှာ comma လေးကိုမဖြစ်မနေသုံးပေးမယ်အဲ့တော့အဲ့ဒီ ever clause of reason ဒီဝကြရဲ့အရှိမမဟုတ်ဘဲနဲ့ဝကြရဲ့အနောက်မှာရေးမယ်ဆိုရင် ်တော့ကျွန်မတို့အလဲမှာကော်မာထက်ပေးစရာမလိုဘူး example number 5အဲ့တော့ european european တွေကတဲ့ experience ဆိုတာက တွေ့ဟိုအတွေ့အကြုံရှိတယ်ပေါ့နော်အဲ့တော့သူတို့မှာဘယ်လိုမျိုးတွေ့အကြုံရှိလဲဆိုတော့ hardship hardship ဆိုတာကအခက်ခဲမှုတွေရှိတယ်ပြီးတဲ့အခါမှာ deprivation ဆိုတာကဒီချိုတက်မှုပေါ့နော်မလုံလောက်မှုတွေရှိတယ်တဲ့အဲ့ဒီချိုတက်မှုခက်ခဲမှုတွေက during and after world war 2เนาะဒီဒုတိယကမ္ဘာစစ်ပြီးတဲ့နောက်မှာရောဒုတိယကမ္ဘာစစ်အတွင်းမှာရောသူတို့ဒီခက်ခဲမှုတွေဒီမလုံလောက်မှုပေါ့နော်ချိုတက်မှုတွေကိုရင်ဆိုင်ကြုံတွေ့ खया दी नौ साजे वा အဲ့တော့ they are used to conserving အဲ့ဒါကြောင့်မို့လို့သူတို့ကအာဖြစ်ကြပါသည် used to conserving ထိမ့်သိမ်းစောင့်ရှောက်ခြင်းနဲ့အကျွမ်းတဝင်ဖြစ်တဲ့ used to the family ဟာသူနဲ့စားတူလို့ရတာကကျွန်တော်တို့ against and to ပေါ့နော်အပေါ်မှာအရှိမတော်အောင်ပြောထားပြီးသားအဲ့တော့အကြောင်းပြချက်ကဒုတိယကဘာစစ်မှာသူတို့အဲ့လိုမျိုးအခက်ခဲတွေကြက်တဲ့တွေနဲ့ရင်ဆိုင်ခဲ့ရတဲ့အတွက်ကြောင့်သူတို့က conserving နဲ့ used to ဖြစ်တယ်လို့ရေးမယ်အဲ့တော့ပထမဝက်ကြောက်ကိုကျွန်တော်တို့ကွန်ဂျန်ရှင်ပေါင်းပြီး ရေးမှဖြစ်တဲ့ကြောင်းလို့ပြောချင်တဲ့အတွက်ကြောင့် as european experience hardship and deprivation experience hardship and deprivation ကျမတို့ noun phrase during and after world war 2 during အချိန်ကာလကိုဖော်ပြပေးတဲ့အတွက်ကြောင့် adverb phrase or time ပြီးတော့မှဝကြရဲ့အရှိမကွန်ဂျန်ရှင်နဲ့ဆက်ထားတဲ့အတွက်ကြောင့်ကျမတို့ဒုတိယဝကြမရေးခင်မှာကော်မာလေးနဲ့ဖြတ်မယ်ပြီးတော့မှကြံနေတဲ့ဒုတိယဝကြကိုဆက်ရေးမယ် ယူရိုပီယံလို့သုံးထားပြီးသားဖြစ်တဲ့အတွက်ကြောင့်စာချက်ပလိုနောင်ပလူရယ်ဖြစ်တဲ့ဒေကို သုံးမယ် they are used to conserving သူတို့က conserving နဲ့အကျွမ်းတဝင်ဖြစ်နေပြီပေါ့နော်အဲ့လိုမျိုးဘာသာပြန်မှာဖြစ်တဲ့အတော့ကျမတို့ exam ပါ number 6ကိုဆက်ပြီးတော့ကြည့်ပေးပါ exam number 6မှာဆိုရင်ကျမတို့ခိုးခိုးကြတော့ကြောက်မိသေးပေါ့နော်ခြောက်ခိုးကြတော့ဒီ thing ကို ဟိုဟိုလောင်စာလောက်တာပေါ့နော်မီမီဖုတ်ထားတဲ့ထင်းကိုမီဖုတ်ပြီးမှရလာတဲ့မီသွေးကြတော့6ခုအဲ့တော့ခိုးကြတော့ ြောက်မီးတွေးတော့ဒီ natural process အရာဖြစ်လာတဲ့အချိန်ကြာကြီးယူရတဲ့အရာအဲ့တော့ခိုးကြောက်မီးတွေးကတဲ့ pollute စွာကညံ့ညမ်းစေတယ်ပေါ့နော် the air လေဒုကိုစားကြဲဗာ and ပြီးတော့ give of သူကနေပြီးတော့ထုတ်ပေးတယ်တဲ့ဒါ preposition ပါတဲ့အတွက်ကြောင့်သူကို phrasal verb ဘာကိုထုတ်ပေးလဲဆိုတော့ a lot of carbon dioxide carbon dioxide တွေအများကြီးကိုထုတ်ပေးတယ်လေဒုကိုလည်းကြောက်မီးတွေးကညံ့ညမ်းစေတယ်ဒါကဝကြတဲ့ကြောင့်ပြီးတဲ့ခ ါမှာ many european เนาะ european many european nation အများစုကဒီအများစုကစကြဲ switch သူကချိန်သွားတယ်ပေါ့နော် switch set meaning ကချိန်တာเนาะတစ်ချိန်ဒီလိုမျိုး triangle ုံတဲ့ဟောဗောနဟာစင်တင်ကြတလေးနဲ့ရေးတယ် Swiss to chain တယ်တဲ့ဘယ်လို chain လဲဆိုတော့ natural gas natural gas သို့မဟုတ် nuclear power တော့တဘာဝဓာတ်ငွေသို့မဟုတ် nuclear power ကို ပြောင်းပြီးတော့သုံးတယ် to produce electricity electricity ကိုထုတ်လုပ်ဖို့ရန်အတွက် reason of purpose နောက်က object အဲ့တော့ဒီဝက်ကြနဲ့ကြောင်းကျွန်တော်တို့ကိုပေးထားတယ်အဲ့တော့ European Nation အများစုက natural gas တို့မျိုး nuclear power ကိုပြောင်းသုံးကြတယ်ပြောင်းသုံးကြတဲ့ရည်ရွယ်ချက်ကကြောက်မီသွေးသည်လေကိုညှဉ်းညံစေပြီးတော့ carbon oxide အများပြားကိုထုတ်ပေးတဲ့အတွက်ကြောင့်အဲဆိုရင်အရှိဝက်ကြသည်ကျွန်တော်တို့ကိုအကြောင်းပြချက် reason ကိုပေးနေတဲ့ဝက်ကြဖြစ်တယ်အဲ့ဒီအတွက်ကြောင့်အရှိဝက်ကြကိုကျွန်တော်တို့က congestion နဲ့ရေးမယ်အဲ့တော့ကတဲ့က sinks ကိုရွေးပြီး things coal pollute the air and give out a lot of carbon outside အဲ့ဒီနာမှာဖြတ်မယ်ပြီးတော့ဒုတိယဝကျဆက်ရေးမှာဖြစ်တဲ့အတွက်ကြောင့်ကော်မာထည့်မယ်เนาะအဲ့တော့ကြောက်မီသွေးကလေကိုညဉ့်ညံညဉ့်ညံစေတယ်ပြီးတော့ carbon outside အများပြားကို ထုတ်ပေးကြတဲ့က many european nation ဒီနေရာမှာပထမစာချက်ဒီကြောက်မီသွေး coal ဖြစ်ပြီးတော့ဒုတိယဝကျမှာရှိတဲ့စာချက်ကဒီ european nation ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ pronoun နံစာကိုသုံးလို့ ို့မရဘူး different subject ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီတိုင်းပဲပြန်ရေးမယ် many european nation ပြီးတော့မှ swift to natural gas or nuclear power to the urgent နေရာဝင်တဲ့ non free to produce electricity reason or purpose ever เนาะ electricity က produce ဆိုတဲ့ via urgent နေရာမှာရှိတယ် urgent နေရာဝင်သော now okay example number 7 နံပါတ်7မှာကြတော့ in the united state เนาะ united state မှာဆိုရင်အဲ့တော့ in ဆိုတဲ့ proposition နဲ့ပါတယ်ကျမတို့ weather အရှိကိုပို့ပြီးတော့ comma လေးနဲ့ဖြတ်ထားတယ်အဲ့ဒီ pattern မျိုးကကျမတို့ဒီ fronting လို့ခေါ်တယ် emphasize ထားခြင်းတဲ့နေရာမှာ weather အရှိဆုံးကို ပို့ပြီးတော့ comma လေးနဲ့ဖြတ်လိုက်တယ်ပေါ့เนาะအဲ့တော့ in the united state united state တွေမှာဆိုရင်တဲ့ဒီပြည်နယ်တွေမှာပေါ့เนาะ42% of the natural and nation electricity ဒီသူနိုင်ငံရဲ့ဒီလျှက်စေးဓာတ်အား၏ 42% go is generated ထုတ်ပေးပါသည်ဝတ္တုဘီနဲ့ဗတ္တိဖြစ်တဲ့အတွက်ကြောင့် passive by အဆိုရင်42% of nations electricity ဒီကျမတို့ order ဖြစ်ပါတယ် order နေရာဝင်တဲ့ noun free ဘယ်သူကနေပြီးတော့ထုတ်လဲဆိုတော့ by burning coal ကြောင်မီသွေးတွေကို လောင်ကျွမ်းစေခြင်းအားဖြင့်ဒီ42% of nation electricity ကိုဒီထုတ်လုပ်ပေးသည်ဒါကကျမတို့ ို့ကိုဖော်ပြပေးနေတဲ့ဖော်ပြချက်တစ်ခု ပြီးတဲ့အခါမှာခုကြောင့်မီတွေက is cheap and plentiful ကြောင့်မီတွေသည် is ဖြစ်ပါသည် cheap and plentiful ဈေးသက်သာပြီးတော့ပေါ်ပေါ်များများရသည် AGD နှလုံးကိုကွန်ဂျန်ရှင်အန်နဲ့ခံထားတဲ့သူသည် AGD phrase ဖြစ်ပါသည်အဲ့တော့ ဒီ United States တွေမှာဒီဟွာပေါ့နော်ကြောက်မီသွေးကိုဒီလောင်ကျွမ်းစေခြင်းအပြင် electricity ကိုထုတ်လုပ်တယ်အဲ့လိုမျိုးထုတ်လုပ်ရတဲ့အကြောင်းပြချက်ကကြောက်မီသွေးကဈေးပေါ်ပြီးတော့ပေါ်ပေါ်များများရတဲ့အတွက်ကြောင့်ဖြစ်တယ်ဒါဆိုရင်သူရဲ့ reason ဒီဈေးပေါ်ပြီးတော့ plenty food ဖြစ်တဲ့အတွက်ကြောင့်အဲဆိုတော့ဒုတိယဝက်ကြောက်ကိုမှကျွန်တော်တို့က congestion ပေါင်းရမှာ ဖြစ်တဲ့အဲတော့အရှိဝက်ကြောက်ကိုဒီတိုင်းပြန်ရေးမယ် in the united states 42% of the nation electricity is generated by burning coal เนาะဒီကြောက်မီသွေးကိုလောင်ကျွမ်းစေခြင်းအပြင်ထုတ်လုပ်တဲ့ပြီးတဲ့အခါကြတော့မှကျွန်တော်တို့ because ဘဲကြောက်ဆိုတော့အကြောင်းပြချက်လာပြီး it is 88 the ရှေးမှာရှိတဲ့ coal ကိုကိုစားပြုတဲ့ အတွက်ကြောင့်ကျွန်တော်တို့ pronoun နံစာသုံးမယ် int is steve and plentiful ဈေးပေါ်ပြီးတော့ပေါ်ပေါ်များများရတော့ကြောင့်เนาะ comma ကထပ်မရေးလဲရတယ် example number 8 european head of government has have more power than US ဒါကဝကြ US president ဒါကဝကြတဲ့ကြောင့် they may be able to force industry to make environmentally responsible changes အဲ့ဒါဒါမှာကဝကြတဲ့ကြောင့်အဲ့တော့ European head of government ဒီဝကြမှာဆိုရင်ကျွန်တော်တို့စာချက်ကဒီ government ထိပါတယ်ဒါပေမဲ့ကျွန်တော်တို့ HAV ဟာကိုသုံးရချင်းကစာချက်ဒီ always beacon of obvious အရှိမပေါ့နော်လာလေးရှိတဲ့အဲ့ကြောင့် European Indian Hat မှာ S ပါတဲ့အတွက်ကြောင့် plural လို့သတ်မှတ်ပြီးတော့ HAVE have ကိုသုံးပါတယ်အဲ့တော့ European Head of Government ဒီ government တွေရဲ့ဒီ head ပေါ်တော့အဲ့ဒါကတဲ့အဲ့ဒါအဲ့တော့စာကြဲဖြစ်တဲ့ကြောင့်တီကားမှာကနဲ့ကျွန်တော်တို့ဆင်ပြေသလိုဘာသာပြန်မယ်အဲ့တော့ European Head တွေမှာ have ရှိသည်တဲ့ more power ပို့ပြီးတော့မှဒီ power ပေါ့နော် power တွေရှိတယ်အဲ့တော့ power ဒီ noun form ပါ noun ကိုလာပြီးထူပြတဲ့အရှိအမောဒီ power of speaker energy တဲ့ပို့ပြီးတော့ power ကြီးတယ်တဲ့ then ဘသူထက်လဲ US president ထက်ပို့ပြီးတော့ power ကြီးတယ်ဒါကဝကြတကြောင် ပြီးတဲ့ခါကြတော့မှအရှိမရှိတဲ့ European head အစားကျွန်တော်တို့ pronoun they ကိုသုံးတယ် they may be able to force အဲ့တော့ they အဲ့ဒီ head တွေက maybe ဖြစ်နိုင် င်တယ်တဲ့ able to force เนาะကျွန်တော်တို့ if ဟာ PR ပေးနိုင်တယ်ပေါ့เนาะ force လုပ်တယ်ဆိုတာဘသူတို့လဲဆိုတော့ industry ဒီစက်ယုံတွေကို to make ပြုလုပ်ဖို့ရန်အတွက် reason or purpose เนาะ to နဲ့ versus နဲ့တွဲရင် reason or purpose environmentally responsible changes အဲ့တော့ changes ကပြောင်းလဲမှုတွေဘယ်လိုမျိုးကြောင်းပြောင်းလဲမှုလဲဆိုတော့ responsible တာဝန်ယူမှုရှိတော့ဘာနဲ့သက်ဆိုင်တဲ့တာဝန်ယူမှုမျိုးလဲဆိုတော့ဒီ environmentally ပေါ့เนาะ ဒီတဘာဝပတ်ဝန်းကျင်နဲ့ဆက်ဆက်တဲ့တဘာဝပတ်ဝန်းကျင်ကိုဒီမထိခိုက်စေမဲ့တောင်းဝန်ယူမှုမျိုးရှိတော့ချိန်ချက်ပြောင်းလဲမှုတွေပြုလုပ်ဖို့ရန်အတွက်စက်ယုံအလုပ်ယုံတွေကို industry တွေကို သူတို့ကဖိအားပေးနိုင်တယ် US president တဲ့သူက more powerful ဖြစ်တဲ့အတွက်ကြောင့်အဲ့တော့ဒီဝဲကြောင့်ကိုကျွန်တော်တို့နှစ်ကြောင်းကိုတစ်ကြောင်းတည်းပေါင်းပြီးတော့ရေးမယ်အဲ့တော့ အဓိက main clause က power power ပေါ့နော်ဒီ environmentally responsible changes တွေကို European head တွေကလုံနိုင်တာကသူ့ဘာနဲ့သူရည်တည်လို့ရတယ် main clause အဲ့တော့ဘာကြောင့်လဲဆိုတော့သူ့မှာက US president နဲ့ power ပိုရှိတယ်ဆိုတာကအကြောင်းပြချက်အဲ့ဒီအတွက်ကြောင့်ပထမဝကြကိုကျမတို့ convention ပေါင်းပြီးတော့ရေးမယ်အဲ့တော့ join လို့ပြောချင်တဲ့အတွက်ကြောင့် S ကိုသုံးမယ် S European head of government ဒီနာတတိက ကျမတို့စာချန်နေရာဝင်တဲ့ noun phrase ပြီးတဲ့အခါမှာ have main verb က have more powerful ရှိသည့်ဖြစ်သည့်ဆိုတဲ့ verb ဒီ order မလိုက်ဘူးအဲ့ဒီအတွက်ကြောင့် complement နေရာဝင်တော့ noun phrase then US president ပြီးတဲ့အခါကျတော့မှာ conjunction နဲ့သုံးထားတဲ့ဝါကြောင့်ကိုဒီအရှိပို့ထားတဲ့အတွက်ကြောင့် comma လေးနဲ့ရေးမယ်ကြံနေတဲ့ဝါကြောင့်ကိုဆက်ရေးမယ် European had the plural ဖြစ်တဲ့အတွက်ကြောင့် pronoun they ကိုစားသွင်းမယ် they may be able to force industry to make environmentally friendly change not to make mayor ဒီဟာက reason or purpose လို့ကျွန်မပြောထားတယ်เนาะပြုလုပ်သည်ဆိုတဲ့ဘာဒီ object လို့တဲ့အတွက်ကြောင့် environmentally responsive change တတွဲလုံးဒီ object နေရာဝင်သော noun phrase ဖြစ်ပါတယ်အဲ့တော့ object ဆိုတော့ goal ပေါ့เนาะဝကြရဲ့ဘယ်နေရာ မှာပဲဖြစ်ဖြစ်သူ့ကိုကိုယ်နဲ့ဘာသာပြန်ပေးမယ် environmentally အရ responsible လုပ်နိုင်တော့ဒီချိန်ကျက်ပြောင်းလဲမှုမျိုးကိုပြုလုပ်ဖို့ရန်အတွက်စက်ယုံတွေကိုဒီ maybe able to force PR ပေးနိုင်တယ်ဘသူတွေကလည်း European head on government တွေကเนาะအဲ့လိုမျိုးဘာသာပြန်မှာဖြစ်တယ်အဲ့တော့ကျွန်မဒီနေ့ပြောပြတာက ever clause of reason ဖြစ်တယ် ever clause of reason မှာသုံးတာကဒီ conjunction ကသုံးမျိုးပဲရှိတယ် because ရဲ့ since ကတဲ့ကရဲ့ as ကကြောင့် because ကတော့ဘဲကြောင့်ဆိုတော့ since ကကတဲ့ကပြီးတဲ့အခါမှာ as ကကြောင့်ပေါ့နော်အဲ့ဒီဟာတွေနဲ့ဝေကြတွေကိုဒီတိဆောက်ပြီးတော့ပေါ့နော်ဒီ conjunction ရဲ့ meaning အတိုင်းပဲကျွန်တော်တို့ဘာသာပြန်ပါတယ် adjective clause လိုမျိုး vowel ကိုတော့တော့နဲ့တွားပြီးတော့ဘာသာပြန်စရာမလိုပါဘူးဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်